မင်္ဂလာပါခင်ဗျာ SND မြန်မာ Traditional Martial Art YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာ မင်္ဂလာရှိသောတနင်္လာနေ့ရညနေခင်းအချိန်ခါလေးဖြစ်ပါစေကြောင်းအကူအစွာဆုမွန်ကောင်းတောက်ပေးလိုက်ပါတယ်ခင်ဗျာဒီနေ့ဟာဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာနေတူးနေ့မြတ်လေးဖြစ်တဲ့အဘိဓမ္မာခါရော်နီလေးဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာတော့အကိုညီညီမတွေကိုတရင်ကျော်စူတောင်းစကားလေးပေးပြသည်ခင်ဗျာ။ညီညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းတလုံးတစ်ပါးဒီမြတ်ပြည့်စုံကြပါစေခင်ဗျာ။ကိုတော်တိုင်းစိတ်ပါလူရဆန္ဒတွေပြည့်စေကြောင်းအကိုစုမုံကောင်းတောင်းပေးပါရခင်ဗျာ။မရှိဟုသောစကားများမကြားရပါစေနဲ့ခင်ဗျာ။ကက်ခဲဟုသော စကားများမကြားရပါစေနဲ့ခင်ဗျာ။လူတိုင်းတာတာတိုင်းရကြသူများဖြစ်ကြပါစေ ခင်ဗျာမိမိတို့ရဲ့အင်ဂေဟာအတွင်းမှာလည်းစိန်ပရိသာသတင်းပေါက်နိုင်ကြပါသည်ခင်ဗျာမိမိတို့ရဲ့အိမ်တိုင်းတွေကိုဂိုင်လှုံတိုင်းဂိုင်လှုံတိုင်းနဲ့စိန်ပန်းဂိုင်တွေအစုတ်လိုက်အစုတ်လိုက် ြုတ်ကြနိုင်ကြပါစေခင်ဗျာဘယ်ဘက်ကတဆုပ်ကျဲရင်လဲညာဘက်ကတလဲဝင်နိုင်သောပုံကူတူပုံကူများဖြစ်ကြပါစေခင်ဗျာမိမိတို့သင်ယူနေသောပညာရည်များမိမိတို့လေ့ကျင့်နေသောပညာရည်များလည်းသင်သည့်ပညာများတက်ကြပါစေခင်ဗျာတက်သည့်ပညာများလည်းမိမိခန္ဓာကိုယ်၌ဆွဲမြေ့ကြပါစေကြောင်းအခုဒီနေ့ကနေသတင်းကျုပ်စုမွန်တောင်းစကားလေးပေးလိုက်ပါရခင်ဗျာဒီနေ့မှာတော့အကုန်လုံးတိုင်းပြောင်းပြန် ဒုတ်ရှိပညာခံပညာဒါနသင်ခန်းစာပို့ချလာတာဒီနေ့မှတော့သင်ခန်းစာ၈ရောက်ရှိလို့လာပြီဖြစ်ပါတယ်။မင်းအားကျွန်တော်ကစားပြခဲ့တယ်မှတ်မိတယ်နော်။ညီရင်ညီမတွေတုတ်ထမ်းပြီးတော့ကျွန်တော်တို့တွေလိန်ခဲ့တာ။ဒီနေ့မှတော့အဲ့ဒီလိန်ဒုတ်ကိုပဲဒုတ်ထမ်းပြီးတော့မလိန်တော့ပဲနဲ့အကိုတို့တွေဘေးကနေစပြီးတော့လိန်မှာဖြစ်တယ်လိန်ဒုတ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။လိန်ဒုတ်ကိုဒီနေ့မှတော့ဒီလိန်ဒုတ်ကိုညီရင်ညီမတွေ၃ခွက်ထဲမှာကစားနေရပြီဆိုတော့ရိုးနေကြမှာစစ်လို့ထုံးစံတိုင်းကိုယ့်ရဲ့ပုံစံတိုင်း ယထာဇံလီလာလို့သိခံပေးပါခင်ဗျာโอเคဒီလိန်တော့ကိုပဲအကောင်က ရှေ့မှာသင်ခဲ့တဲ့အကိုတို့ဒုတ်ချက်တွေမှတ်မိတယ်နော် CI ဒုတ်နဲ့အကုန် detail လိန်ဒုတ်ကိုတွဲပြီးတော့ဒီ၅ွက်ထဲမှာအကိုကစားပြပြီးတော့မယ်နော်ညီတင်ညီမညီညီမတွေလည်းဖြည်းဖြည်းမင်းနဲ့မှန်မှန်လိုက်ပါလေ့ကျင့်ကြပါအဲဆိုရင်ကျွန်တော်တို့သင်ခန်းစာအခုပဲစလိုက်တော့မယ်ခင်ဗျာအားလေးပြုပါမယ်အဲဆိုရင်ကျွန်တော်စပြီဆိုရင်ညာစည်းကိုင်းသင်ခန်းနေယူမယ်ဒီတိုင်းကိုညာစည်းကိုင်းသင်ယူထားမယ်ခင်ဗျာယူပြီးသွားရင်ကျွန်တော်တို့လက်ပြောင်းမယ် ဒီလိုလက်ပြောင်းလိုက်တာနဲ့သူဟာညာလိန်ကန်အသင့်ဖြစ်သွားပါပြီเนาะကျွန်တော်တို့လိန်နှုတ်ကန်တဲ့ခါမှာရိုက်တော့တာကျွန်တော်ဒီကနေရိုက်တာတကယ်တမ်းကျွန်တော်အသင့်ကန်ထားတဲ့နေရာကျရင်ခါတိုင်းဒုတ်ကန်သလိုပဲတတောင်ကြော်ကြော်လေးကနေကန်မယ်เนาะကန်ပြီးသွားရင်ကျွန်တော်တို့ငါးခွက်ဆိုတော့ညီလေးညီမတွေတီးပြီးသားဖြစ်တယ်ကျွန်တော်တို့တက်လိန်မယ်လိန်လိန်နေเนาะညီလိန်တဲ့ခါမှာသတိထားပြီးကြည့်ဒီလိုကန်တဲ့ခါမှာဒီလိုဖြစ်တဲ့လက်ကိုဒီလိုကြီးမလိန်ဘူးเนาะညီလေးညီမတွေ လက်ကဒီမှာသွားပူပြီးမှလိန်ရမှာဖြစ်တယ်เนาะညီရေဒီလိုပုံစံမျိုးညာတိတက်လိန်ဟုတ်ပြီเนาะအဲ့လိုမျိုးလိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တုံဖြာဆွဲမဟုတ်တယ်เนาะညီမမွေခွဲဒီတိုင်းပဲเนาะအဲ့ဒါပြီးသွားရင်ကျွန်တော်တို့တက်စီရိုက်မယ်တုံဖြာဆွဲတက်စီရိုက်ဟုတ်ပြီเนาะညီရေညီမတွေလယ်လယ်လေးเนาะစီရိုက်နဲ့လုံတက်လိန်တုတ်ကိုပေါင်းပြီးတော့သွားပြတာဖြစ်တယ်เนาะညီတွေအားပြီးသွားရင်ကျွန်တော်တို့တက်လိန်လိုက်မယ်တက်လိန် ဟုတ်ပြီเนาะညီလဲပြီးတော့ရင်နောက်လှဲ့မှမှွေခွဲမယ်နောက်လှဲ့မှမှွေခွဲဟုတ်ပြီเนาะဒီနေသားလေးဖြစ်ဖြစ်ဆိုကျွန်တော်တို့ပြန်ပြီးတော့စင်မယ်တက်လိမ်မယ်ဖြစ်ပါတယ်ကျွန်တော်တို့တက်လိမ်ဟုတ်ပြီเนาะလိမ်ရင်တုံဖြားဆွေမှမှွေခွဲဟုတ်ပြီเนาะညီညီမလေးအဲ့ဒါပြီးရင်တုံဖြားဆွေတက်စီရိုင်အဲ့ဒါပြီးရင်တက်လိမ်ဟုတ်ပြီเนาะညီညီမလေးအဲ့ဒါပြီးရင်နောက်လှဲ့ မမွေခွေလက်ပြောင်းဒုတ်ထော့အတင်းโอเคဒါလေးပဲเนาะ CI နဲ့လိန်တော့ကိုကိုတွဲပေးသွားတာဖြစ်တယ်လွယ်လွယ်လေးเนาะညီလေးညီမလေးညီလေးညီမလေးကိုပြောချင်တာကျွန်တော်တို့ဒီလိုကနေကျင်တယ်လို့ကျွန်တော်တို့ဒီဘက်မှာလည်းအဲ့ဒီလိုကျွန်တော်တို့ဒီဟာကိုတန်းလျှောက်တန်းဆောင်ပုံစံနဲ့လည်းကျွန်တော်တို့ကျင့်လို့ရတယ်เนาะကျွန်တော်တို့ဒီလို ဘယ်လိုပြောမလဲဗျာတိုင်းချောင်းတန်းစုံနဲ့လိန်တို့စီတို့အလိုပေါင်းပြီးတော့လဲကျင့်လို့ရဒီလို၅ခွက်ထဲမှာလဲကျင့်လို့ရတယ်เนาะကိုအစဉ်ပြေသလိုလေ့ကျင့်ကြပါဒါကတော့အကုန်ညီတို့ညီမတွေကိုဒီ၅ခွက်ထဲမှာပင့်ကျွန်တော်စီရိုက်တုံးနဲ့လိန်တုံးနဲ့တွဲပြီးတော့ပြသွားတာဖြစ်တယ်အဲဆိုရင်အကူကဒီဟာကိုပဲဒီဘက်မှာတစ်ခါဖြည်းဖြည်းလေးပြန်ကစားပြမယ်เนาะမမွေခွဲတဲ့နေရာမှာညီတွေညီမတွေသိအောင်လို့အကူကမောက်ဆိုပြီးထောက်ပေးထားတယ်เนาะမွေခွဲဒီလိုသွားတကယ်တမ်းဟွာလောက်ပြီဆိုရင်တော့ကျွန်တော်တို့မောက် မွေခွဲဒီလိုမျိုးသွားမှာเนาะစီရဒါမျိုးเนาะညီညီမိုင်းလိန်မမွေခွဲအတိုင်းသွားရမှာဖြစ်တယ်เนาะညီညီမိုင်းဒါညီညီမိုင်းလေးသင်္ကန်းစာသဘောတရားဖြည်းဖြည်းချင်းလေးပြတာဖြစ်တယ်အဲဆိုရင်အခုတစ်ခါဘေးတိုက်ကစားပြမယ်เนาะညီညီမိုင်းထုံစံတိုင်းမှာပဲအလေးပြုမယ်ခင်ဗျာညာစည်းကရင်တဲ့ လက်ပြောင်းဒီတိုင်းဆိုရင်ညာလိန်ကင်ဖြစ်သွားတယ်เนาะအဲမျိုးကျွန်တော်တို့တက်လိန်တုတ်ပြားဆွေမောင်းမွေခွေတုတ်ပြားဆွေတက်စီရဟုတ်ပြီเนาะညီညီမတက်လိန်နောက်လေမောင်းမွေခွေအဲမျိုးတက်လိန်တုတ်ပြားဆွေမောင်းမွေခွေတုတ်ပြားဆွေတက်စီရ တက်လေနှောင်းလေမောက်မွေခွေလက်ပြောင်းတော့ထော်တဲ့โอเคလွယ်လွယ်လေးနော်ညီရင်ညီမတွေတောက်ချက်တွေကိုရှင်းရနေဖြည်းဖြည်းချင်းအကောကညီရင်ညီမတွေကိုလွယ်လွယ်ကူကူနဲ့မှတ်မိလွယ်အောင်ညီမဒါကိုအခြေခံသဘောတရားရကစားတတ်အောင်သင်ပေးတာဖြစ်တယ်အကောကရှေ့မှာသင်ခဲ့သလိုပဲ၅ွက်ထဲမှာဒီလိုဒုတ်ချက်လေးတွေပေါင်းပေါင်းတော့ခုမှဒုတ်ချက်ညီတို့ရထားတာပင်ဒုတ် စီတော့လိန်တော့ပေါ့เนาะအဲဒီဒုတ်ထန်းပြီးတော့ကျွန်တော်ရိုက်တာလဲရထားပြီးသွားပြီเนาะညီအဲ့ဆိုရင်အခု၅ကွက်ထဲမှာအခုတွဲဆက်သွားတာကလိန်တော့နဲ့စီရိုက်တော့ကိုပေါင်းပြီးတော့၅ကွက်ထဲမှာထည့်သွင်းကစားပြပေးသွားတာဖြစ်တယ်เนาะအခုပြောချင်တာကတော့ဒီသင်ငန်းစာလေးကိုကြည့်ရင်တော့လွယ်ပါတယ်တကယ်လိုက်လို့ကြည့်တဲ့အခါအနှဲငယ်ခဲနေတာတွေ့လိမ့်မယ်เนาะဖြည်းဖြည်းလေးမှန်မှန်လေးလုပ်ပါစနစ်ကိုဦးစားပေးပါညီလေးညီမမြန်စရာမလိုเนาะဒီချိန်မှာမှန်ကန်စရာလိုတယ် မှန်းလာရင်သူလိုလိုအားပါလာမယ်မြန်ဆန်လာမယ်နော်ညီတွေညီမတွေကိုရိုက်တဲ့ရိုက်ချက်တည်းမှာကိုကိုတတိထားပြီးတော့အတန်လေးတွေပေါအောင်ရိုက်လမ်းကြောင်းလေးတွေကိုခန်းစားပြီးတော့ရိုက်စေခြင်းနဲ့လေ့ကျင့်စေခြင်းနဲ့ Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့တွေသင်ခန်းစာဒီနေရာပဲရန်နာလိုက်တော့မယ်နော်မိုးလေဝသသိပ်မကောင်းဘူးမိုးတက်လာပြီဖြစ်တယ်နော်ညီတွေညီမ ကိုယ့်ရဲ့ညီရင်းညီမတွေအားလုံးဆေးကြမှာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းတလုံးတစ်ပါးတွေပြည့်စုံကြပါသည်ခင်ဗျာအခုပြောနေကြစကားလေးတိုင်းပဲကိုယ့်ရဲ့သင်ခန်းစာတွေကိုတခြားဆိုရှယ်မီဒီယာတွေမှာပြန်လည်တင်ပြခြင်းမလုပ်ကြဘဲအခုအနူးညွတ်မြတ်တာရက်ခတ်ပါတယ်ခင်ဗျာ ညီရင်ညီမတွေအားလုံးကိုတင်ကြပို့ချပေးနေတဲ့ဒီပညာအားလုံးကိုမိမိကိုယ်မြင်ပြီးခုခံကာကွယ်ရနိုင်အမျိုးဘာသာသာသနာကိုကာကွယ်သောနေရာများ၌သာအသုံးပြုကြပါခင်ဗျာမကောင်းသောဒုစရိုက်နယ်ပယ်များတယောက်နဲ့တယောက်နိုင်ထက်စီရင်ပြုလုပ်သောနေရာများ၌လုံးဝလုံးဝအသုံးမပြုကြဘို့အကုန်နူးညွန်းမြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ချစ်ခင်လေးစားလျက်ပါခင်ဗျာနောက်လာမယ့်သင်ခန်းစာမှာဘလို့သင်ခန်းစာတွေလာမယ်ဆိုတာညီရင်ညီမတွေအကုန်လုံးသူစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ